ပါဘုရားလို့ဒီကျန်တဲ့ကောဘယ်လိုပဲအသိနေဟာအာအာတုပမှာတရဏဂုံတင်တာကဒီလိုရှိတယ်တခါကြီးတို့အာတုပမှာတရဏဂုံတင်နေဆိုတာကယူရဒလိလေယူရဒလိလောက်ရတယ်နော်တခါကြီးတို့ရေတရဏဂုံတင်နေဆိုတချို့ဘုန်းကြီးတွေကပြောတယ်လေနေတို့တင်ရင်တရဏဂုံမတင်ပေးတော့ဘူးတဲ့ကြားလားမရှိဘူးလားအဲမတင်ပေးတဲ့ပြဿနာမှမရှိတာကြားလား ။ဘာလို့တော့တေတဲ့လူကတဏ္ဏဂုံတင်လဲတဏ္ဏဂုံမမြောက်တော့ဘူးပေါ့။သူကဥစဉ်တို့တဏ္ဏဂုံဆိုတာကဒီအာပါနာကောတိယအာပါနာကောတိကံအသက်ဆုံးသည့်တိုင်အောင်ဆိုတော့အသက်ရှင်တဲ့အချိန်ထိပဲတဏ္ဏဂုံတည်တာ။ဒါကမှမဟုတ်လို့တေပြီးဆိုရင်အော်တိုတဏ္ဏဂုံပြတ်သွားပြီ။တဏ္ဏဂုံပြတ်သွားပြီဆိုတင်လို့လဲမရတော့တည်နေပြီလေဒီအတုပခန္ဓာအိမ်ပဲရှိတော့တယ်။ကိုကလူဖြစ်ရင်လူသွားပြီ။နတ်ဖြစ်ရင်နတ်ပြရောက်ပြီလေ။ ်ခွေးပြင်းခွေးဖြစ်ပြီးငရဲကြရင်ငရဲကြပြီးဒီအာတုပါကဘာမှမဟုတ်တော့ဘူးတရဏဂုတင်လို့မရဘူးပေါ့နော်ဒါကတော့ပြောပြတာနော်ဟုတ်ပြီဒီလို तू ပြော तू တင်လို့မရဘူးဆိုတော့တရဏဂုံတွေဘုန်းကြီးတွေရွတ်ပြီးတော့ဘာဖြစ်လဲဆိုတော့တက္ကမကြီးတို့တရဏဂုံတင်တာတည်တဲ့လူကိုတင်တာမဟုတ်ဘူးတကယ်တော့နားလည်ပြီလားတရဏဂုံတင်တာတည်တဲ့လူကိုတင်တာလားမဟုတ်ဘူးဂျန်လားဒါကြောင့်နင်တို့တည်ငါတရဏဂုံမတင်ပြီးပြီဆိုရင်အော်ဆိုလာဆိုင်လုံးလိုက်ပြဿနာမရှိဘူးဒီလိုဘုန်းကြီးတွေဂျန်လား နားလည်လားဦးသိန်းပြောတာဘာမှပြဿနာမရှိဘူးအဓိကတရဏဂုံဆိုတော့မသေးခင်သာမညှိုးနှောင်းအောင်လုပ်နားလည်လားတရဏဂုံအသက်ရှင်စေမှတရဏဂုံပြတ်ရင်အပြစ်ရှိတဲ့တရဏဂုံပြတ်ခြင်းပေါ့အခုဒကာမကြီးတို့ဒီလိုသူတော်ကောင်းဘွားနေပြီးတော့မိစ္ဆာအယူယူလိုက်မယ်ဆိုရင်တရဏဂုံမပြတ်ဘူးလားအဲအဲ့လိုဆိုရင်ဒကာမကြီးတို့ကအပြစ်ရှိတဲ့တရဏဂုံပြတ်ရင်အပယ်ထိကျနိုင်တယ်မိစ္ဆာအယူယူလိုက် နားလည်လားပီလို့တရဏဂုံပြတ်တာကအပြစ်မရှိဘူးတဲ့အဲ့ဒါလည်းတခုနော်နောက်တစ်ချက်ဆက်ပြောရင် တေဟန်တေတဲ့လူတွေကိုတရဏဂုံပေးတယ်ဆိုတာအာသူမပို့တဲ့လူတွေကိုကုသိုလ်တိုးအောင်တနည်းအားဖြင့်နောက်တနည်းကြံပြရင်တော့ဒီတေတဲ့လူဟာပိတ်တာတော်၎င်းဇာနာတကမကြီးတို့နတ်တော်၎င်းဖြစ်ပြီးတော့ဒီနားလေးမှာရှိနေခဲ့တော်နားလဲလားမသိဘူးအဲ့ဒီခါမှာအဲ့ဒီဘဝမှာလဲဩငါတို့ရဲ့အမျိုးတွေဟာတဲ့ငါတို့ကိုတောင်းတပြီးတော့တရဏဂုံတွေပါတင်မေးနေတယ်ဗောလေးဆိုပြီးတော့သူ့အပေါ်မေတ္တာထားရရောက်တယ်တဲ့ဘာထားရရောက်လဲ အဲ့ဒါကြောင့်ကိုအဲ့ဒါကြောင့်ကိုတရဏဂုံပေးတာအဲ့ဒါလဲကြံလို့ရတာနော်ဒါလဲဖျားဟောမရှိဘူး။ဘာဟောမရှိဘူး။ဒါမှဖျားဟောမဟုတ်ဘူးဒါဥစဉ်တို့ရူရတလေးပဲစစ်တပ်ကြီးတည်ဘုဒ္ဓတရဏဂုံတင်ပေးတယ်။ဘယ်သူမှမတင်ဘူးဟုတ်မလား။ဥပမာပြောပြတာနော်ဦးစင်းပြောစင်တာတဏ္ဏဂုံတင်တဲ့အကျိုးကဘာရလဲဆိုတော့မတာဘူးတဲ့လူတွေကဖရာထရာတန်ခါပုံမှာပူပြီးတော့အဲနောက်တစ်ခေါက်တဏ္ဏဂုံတင်ခွင့်ရတယ်တီလာတွေငါးပါးတီလာမပေးဘူးလားမတာဘူးတဲ့လူတွေတို့ကကုသိုလ်ရပါတယ်မတာကြီးတို့ကတော့ဘာမှမထူပါဘူးထူလား မထူးဘူးလေနော်ဒါကြောင့်မို့တတနာကိုတင်လာလဲရတယ်မတင်လဲကိစ္စမရှိပါဘူးနားလည်လားဦးသိန်းပြောတာတဏ္ဏကုံယူတာတင်ကြံကုံရောက်မှယူစင်အောင်မလို့တာကိုယ်အိမ်မှာကိုဖျားမှာယူလဲမရဘူးလားတီလာဆောင်ဖျားမှာတဏ္ဏကုံ၃ပါးနဲ့၅ပါးတီလာယူလို့မရဘူးလားရတာပါပဲဒါကြောင့်မို့အစွဲတစ်ခုနေနဲ့မထားပါဘူးเนาะဒါပေမဲ့လူတွေကတော့စွဲနေပါတယ်တဏ္ဏကုံမတင်ရရင်ပဲခိုးလို့ခူးလို့ဖြစ်နေတယ်ဟုတ်တော့မလား ဟာနာတကမာကြီးတို့ဒါကြောင့်တရဏဂုံကတော့ဘယ်လိုပြောတင်သေးလိုက်တာကတော့ရိုးရဒလိလို့မှတ်လိုက်ပေါ့ဗာလဲအဲနောက်တစ်ခုကတော့သူ့ပုံမှာငါတို့နောက်ဆုံးချိန်ဒီတိုင်အောင်ပုံမှန်လေးရိုးရဒလိအတိုင်းမေတ္တာမပြတ်လုပ်သေးတယ်လို့ဒီလိုလေးနှလုံးသွင်းလိုက်ရင်လည်းအပြစ်မရှိပါဘူးတကကြီးတို့ကျင်းနာလာဦးစင်းပြောတာဒါကြောင့်မိမိတို့ရွာမှာတင်နေဆိုလဲတင်လိုက်ပေါ့ဗျာအပြစ်မရှိပါဘူးเนาะဘာဖြစ်လို့လဲအခုတို့မဖြစ်တဲ့အရာတွေကိုတခါတလေကြာရင်ဦးစင်းတို့မဆန့်ကျင်တာကောင်းပါတယ်နားလည်လားဦးစင်းပြောတာ ဘာမှမဖြစ်ပါဘူးเนาะတခါဒီကိစ္စကမထိခိုက်ဘူးဟိုနောက်ကိုဝယ်တာတော့ထိခိုက်ပြီဒါအယူဆကိုမှားယွင်းနိုင်လို့ဦးစင်ကကန့်ကွက်ထားလားမေတ္တာတော့ပို့ရမယ်အနတ်တွေကိုအမျှတော့ပို့ရမယ်ကျင်နေတယ်เนาะတဏ္ဍာကုံတင်တဲ့ကိစ္စကတော့ဖုံးကြီးတွေရှိရင်တင်လိုက်မရှိရင်မရှိရင်မတင်နဲ့ဗောကျင်နေပြီเนาะဟုတ်ပြီ